မင်္ဂလာပါစဉ်းစားပြန်လာပြီ let's go ဒီနေ့အရဆိုရင် super sunday လက်ဖြစ် manchester derby ပွဲလည်းရှိနေပြီဆိုတော့ဒီနေ့အတွက်သုံးသပ်ချက်လေးကိုစလိုက်ကြရအောင်အဝေးခွင့် man city ကတရေ90အရှုံးပေးထားတယ်ပထမကျတော့ man city အိမ်ခွင့်မှာ1-2နဲ့ united တို့နိုင်ခဲ့တာဖြစ်တယ်အဲ့ဒီတော့အရှေ့ man city တို့ဟာ တလုံးတရေဈေးတန်းပေးခဲ့ပါတယ်။ဒါဆိုရင်အိမ်ကွင်းအဝေးကွင်းဈေးတန်းအရဆိုရင်ဒီပွဲမှာမန်စီးတီးကတည့်ရေအရှုံးဈေးပေးရပါမယ်။နောက်ပြီးတော့ United တို့ဘက်ကဒီပွဲပြီးရင်ဂျာယက်မှာ Lion အိမ်ကွင်းမှာ Europa League သွားရောက်ကစားဖို့ရှိနေတယ်။ Arsenal အသင်းကတော့တလုံးပြား90အနိုင်ဈေးပေးခဲ့ဘူးရဲ့။မန်စီးတီးတို့အနေနဲ့လက်ရှိအခြေအနေကအလားတူဈေး80ကျုံးဟာပြော့နေတာကြောင့်ဒီညရဲ့ Manchester Derby ပွဲမှာတော့ပေါ့ကြီးအရာမန်စီးတီးအသင်းကိုစန့်ခြင်း အင်ရှီယူနိုက်တက်တို့ကိုပဲရွေးချယ်အားပေးချင်ပါတယ်။ဒီနေ့အတွက်သုံးသက်ချက်လေးကတော့မန်ယူပေါ်တွေပါ။ယူဆများ အရှုံးနဲ့၍အနိုင်ရကြပါစေ။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်။